နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれနိုဝင်ဘာလ၄ရက်အင်္ဂါနေ့ ဟေရှာယအနာဂတိကျမ်းခန်းကြီး၃၈အငယ်၁မှ၆ထိုကာလအခါဟေစကိမင်းသည်ဒေနာဆွဲသဖြင့်အာမုဒ္ဒါပရောဖက်ဟေရှာယသည်လာ၍သာရဖျားမိန်တော်မူသည်ကားကိုအိမ်အမှုကိုစီရင်လောသင်သည်အသက်မရှင်သေရမည်ဟု အမိန်တော်ကို ပြန်လေ၏ဟေစကိမင်းသည်လည်းထယံသို့မျက်နှာလှည့်၍အိုသာရဖျားအကျွန်ုပ်သည်ရှေ့တော်၌တစ္ဆာဆောင်လျက် စုံလင်သောစိတ်နှလုံးနှင့်ကျင့်၍နေသက်တော်မူသည့်အတိုင်းပြုချောင်းကို အောင်မေတော်မူပါအကျွန်ုပ်တောင်းပန်ပါ၏ဟု အလုံးငိုကြွေးလျက်ထာဝရဘုရားကိုဆုတောင်းလေ၏တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟေရှာယသို့ရောက်၍သင်သည်ဟေဇကိမင်းထံသို့တွားပြီလျှင်သင်အဘဒါဝိဒ်၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကသင်၏ပတနာစကားကိုငါကြားပြီသင်၏မျက်ရည်ကိုလည်းငါမြင်ပြီသင်၏အသက်၌ 15နှစ်ကိုငါဆက်၍ပင်မီသင်နေဤမြို့ကို အာရှုရိရှင်ဘရင်လက်မှငါကယ်လွတ်မီဤမြို့ကိုငါကွယ်ကာဆောင်မမီအရာကို ပြောလောဟု မိန်တော်မူ၏ဟေရှာယကထာဝရဖျားမိန်တော်မူသည့်အတိုင်းပြုတော်မူမီဟု ထာဝရဖျားသည်တင့်အားပေးတော်မူသောလက္ခဏာတည်းတည်ဟုမူကားကြည်ရှုလောအခက်ဤနေတိုင်းနာယီပေါ်မှာ၍တော်အရေးကို ဆယ်ချက်ပြန်စီမီဟုဆို၏ဆိုသည့်အတိုင်းဆယ်ချက်၍ပြီးသောအရေးသည်ဆယ်ချက်ပြန်လေ၏ဟိဇကိမင်းသည်လည်းထယံတို့မျက်နှာလှည့်၍ထာဝရဖျားကိုဆုတောင်းလေ၏ဟိရှာအနာဂတိကျမ်းခန်းကြီး38ခန်းငယ်2ဆုတောင်းချက်များကိုဖျားသခင်နားညောင်းသည် ကျမတငယ်ချင်းခရစ်တင်နဲ့သူခင်မို့တို့သည်သူတို့၏အတော်နှင့်ဦးလေးအိမ်တွင်ညစာစားနေကြသည် မကြသေးမီကအတော်၌ပြင်းထန်သောကင်ဆာရောဂါရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့သည်ညနေစာမစားမီတွင်ဦးလေးကတခုခုပြောစရာရှိလားဟုမိသည်ဦးလေးကဆွတ်တောင်းချင်တဲ့သူရှိလားဟု ဆိုလိုချောင်းကိုတည်သည့်အတွက်ခရစ်တင်ပြောမိသည်သူသည်ယုံကြည်သူမဟုတ်တော့လေခရစ်တင်သည်ခရိယန်ဖြစ်မှန်သိသောကြောင့်သူမအားဆွတ်တောင်းရန်ဖိတ်ခေါ်သောနည်းလမ်းဖြစ်သည် ို့နေ့ဖျားသခင်ဤကယူဆိုင်မှုအတွက်သူမ၏စိတ်နှလုံးမှကျေးဇူးတင်ပြီးအတော်အတွက်အံ့ဩဖွယ်နမိတ်လက္ခဏာပြုရန်ခရစ်တင်တောင်းလျှောက်ခဲ့သည် ပရောဖက်ဟေရှာယကဟိဇကိမင်းကြီးအားနေမကောင်း၍တေရတော့မည်ဟုပြောသောအခါမင်းကြီး၏စိတ်၌ဖျားသခင်အားပြောစရာတစ်ခုရှိနေသည် သူသည်အလွန်ငိုကြွေးလျက်အိုသာရဖျားကျွန်ုပ်ဒီရှိတော်၌တစ္ဆာဆောင်ရက်စုံလင်သော စိတ်နှလုံးနှင့်ချင်း၍နှစ်သက်တော်မူသည့်အတိုင်း ြုချောင်းကို အောက်မိတော်မူပါဟုဆုတောင်းခဲ့သည်အနာငိမ့်ရဲ့အတွက်ရိုးသားစွာ ပြင်းပြစွာဖြင့်သူတောင်းလျှောက်ခဲ့သည်အနာယောဂပျောက်ကင်းခြင်းသည် ကျွန်ုပ်တို့၏ကောင်းခြင်း၌မတည်တဲ့ကဲ့သို့ဖျားသခင်ကလည်းအမြဲအနာပျောက်စေသည်မဟုတ်ပါသို့တော်လည်းရှင်ဘရင်၏အသက်ကိုနှောက်ထက်35နှစ်ကိုတော့တတ်တန်းတိုးပေးခဲ့သည်ဟေဇကိသည်ပြန်လည်တမ်းမာလာပြီးနောက်ဖျားသခင်အားကျေးဇူးတော်ချီးမွမ်းခဲ့သည် အရေးတကြီးလိုအပ်သည်ဖြစ်စေသင်ငယ်တော်သို့မဟုတ်ကြီးမားသောတစုံတစ်ခုအတွက်ကျေးဇူးတင်ရင်ဖြစ်စေဆုတောင်းရင်ကျမတို့ကိုဘုရားသခင်ဖိတ်ခေါ်သည်ကျမတို့၏ဆုတောင်းချက်များကိုကိုရောကြားပြီးကျမတို့၏မျက်ရည်များကိုမြင်ပါသည်သူအလိုတော်အတိုင်းလဲအပြည့်ပေးပါလိမ့်မည်ကျမတို့လှုပ်ဆောင်ရမှာသူနှင့်အတူနှိမ်ချစွာရှောက်လန်းရန်ဖြစ်သည် ဖျားသခင်ထံအပေဆိုးရမှုများ ဆောင်ခြင်းရန်လိုအပ်နေပါသည်နီကိုရောကိုမြည်သို့ယုံကြည်ကိုးစားနိုင်သည်ချစ်ဖွယ်ပါကျွန်ုပ်ဤနှလုံးသားဤတောင်းလျှောက်သံများကိုကြားလိုသည့်အတွက်ကျေးဇူးတင်ပါ၏ကိုရောဒီတကူနှင့်ပြည့်စုံပြီးကျွန်ုပ်နှင့်ကျွန်ုပ်ချစ်ရသူများ၏အသက်တာတွင်ကိုရောဤကောင်းသောအကျင့်စီများကိုဆောင်ခြင်းပေးနိုင်ကြောင်းကျွန်ုပ်ယုံကြည်ပါ၏သခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏ အာမင်နေစဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။